Hello สวัสดีค่ะဒီဗီဒီယိုမှာတော့မဆုကမြန်မာနိုင်ငံမှာဒီငလျင်ဘေးသင်ခဲ့တဲ့ဒေသတွေဖြစ်တဲ့သခိုင်းတို့မန္တလေးတို့ပြီးတော့အနီးဝင်းကျင်ကမြို့တွေရွာတွေမှာအငလျင်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုကတ်ဆွဲပြီးတော့ကြည်ပေးมาဖြစ်ပါတယ်ပေါ့เนาะကြည်ပေးမဲ့အကြောင်းအရာကတော့အအလားတူငလျင်ကြီးနောက်တစ်ခုလာဖို့ရှိလားပြီးတော့အခြေအနေတွေကတိုးတက်ကောင်းမွန်လာဖို့ရှိလားဒါမှမဟုတ်ဆောက်ရုပ်သွားဖို့ရှိလားဘာတွေသတိထားဖို့လိုလဲဆိုတာကိုမဆုကကတ်လေးတွေဆွဲပြီးတော့ပြောပြပေးมาဖြစ်ပါတယ်ပေါ့เนาะ ဟိုမဆုပြောဟောပြောတဲ့ဥစ္စာတွေကိုလုံးဝတတွေမသိကြီးတတမထဲတော့တယူတန်တော့ယူလို့မရဘူးပေါ့နော်ဒါကဟိုဖြစ်နိုင်ခြေရှိတဲ့ဥစ္စာကိုပဲအလားအလာကိုပဲမဆုอ่ะဟောပြပေးမှာဖြစ်လို့ take it with a grain of salt ချင်းချင်းပြီးမှယုံပေါ့နော် so let's get started Thank you. xoay đi xoay đi một cha nè xoay đi một cha nè ổn luôn cái này nhà chị cái gà nhiều xoay đi được không phong phận đây đó cứ xoay vào rồi mẹ khu gà ngay khi chị nói được khu là vô sĩ là bọn nó ပြီးတော့အခြေအနေတွေကဘယ်ဥတည်သွားမလဲဆိုတာကိုထပ်ဆွဲမယ်เนาะ အဲဒီမှာတွေ့နေရတာကတော့လေငလျင်ကြီးနောက်တစ်ခုကလာကျင်လဲလာနိုင်တယ်လာဖို့အတွက်အလားအလာလဲတွေ့တယ်သို့ပေမဲ့အပြက်အစီးကတော့အဲ့လောက်များကျင်မှများမယ်ဒီလိုအလားတူငလျင်မျိုးလာဖို့အတွက်အလားအလာရှိတယ်သို့ပေမဲ့အဲအခုလောက်ဒီအသေးအပြောက်အပြက်အစီးများကျင်မှများမယ်အဲအဲ့ဒီသဘောလေးတော့ရှိရေပေါ့နော်အဲတမမောင်ငလျင်ငယ်လေးတွေလည်းလာကျင်လာနိုင်နေပေါ့နော်နောက်တစ်ခုကကြတော့ဘယ်ဟူဥတီသွားမလဲပေါ့နော်ဟိုအခြေအနေတွေကဆိုးသွားမလားပို့ပြီးတော့တိုးတက်ကောင်းမွန်လာမလားဆိုတော့ ဒီမှာတွေ့နေရတာကတော့အဲ့ဒီငတ်တင်ပေးတဲ့ဒေတာတွေပေါ့နော်ဒီဘယ်ဘယ်ဒေတာတွေလဲဆိုတော့မစုဟိုညိုဒါရဲ့နာမည်ကိုတော့မစုမမှတ်မိဘူးဒါပေမဲ့အဲ့ဒီ effect ဖြစ်တဲ့ဒေတာတွေတော့မစု ပြောပြပါမယ်ဒီမှာပြနေတာကကြတော့ nine of pentacles ကို reverse ကြတယ်ပေါ့နော်ဆိုလိုချင်တာကတော့မိမိတို့ရဲ့ lifestyle အခုနေနေတဲ့ lifestyle ကနေပြီးတော့တဆင်လျှော့ကြသွားနိုင်မယ်ဒါမှမဟုတ်ဘယ်လိုပြောမလဲဟို luxury ဖြစ်တဲ့ lifestyle နဲ့နေခဲ့တဲ့သူတွေကအဲ့လို lifestyle မျိုးနေခွင့်ရမှာမဟုတ်တော့ဘူးပို့ပြီးတော့မှနည်းနည်းနေကြတဲ့ lifestyle တစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော် living standard ကတဆင်လျှော့သွားတာမျိုးဖြစ်နိုင်နေပို့ပြီးတော့အစ်င်နည်းနည်းနေသွားတာမျိုးဖြစ်နိုင်နေတယ်ပြီးလို့ရှိရင် four of swords ကိုသူက reverse ကြတယ်ပေါ့နော် four of swords ကို reverse ကြောင်းမြန်ကြတယ်ဆိုတဲ့အတွက်ကြောင့်မလို့မအိတ်မနေမယံမနာအလုပ်တွေလုပ်ရမယ်အမ်တို့ပေမဲ့လည်းငွေကြေးအရာတော့ အလောက်ကြီးထိအရှံအပင်မဟုတ်တော့ဘူးအဲရှိသမျှစီစိမ့်တွေလည်းဟိုတဖြည်းဖြည်းနဲ့လုံမပါတဲ့သဘောလေးတွေတော့ရှိရယ်မရမနာတွေအလောက်တွေပြန်ပြီးတော့လောက်ကြရလိမ့်မယ်အချိန်တွေကအရန်ကြီးတော့တိုးတက်ကောင်းမွန်လာမှာတော့မဟုတ်ဘူးဒါပေမဲ့အဆိုးဆုံးကြီးတွေကိုတော့ဥမတည်နေဘူးပြီးတော့ the devil ကိုမှပြောင်းမြန်ကြရတယ်ဆိုတော့ဒါကကောင်းတယ် the devil အတဲ့ကြလို့ရှင်တော့မကောင်းပြောင်းမြန်ကြရတယ်ဆိုတော့ကောင်းတယ်ဆိုတော့ the devil ပြောင်းမြန်ရဲ့ သဘောတရားအကုန်လုံးကချစ်ချင်းခင်ခင်စီစီလုံးလုံးနဲ့ဆင်နဂျီပေါ့နော်စူပောင်းဆက်ပောင်းအားနဲ့အကုန်လုံးသွားကြမယ်အရင်လိုတော့ငါတို့ကဝေးလာဝါလာနေတော့ဘဝအယူဖြတ်တမ်းကြမှာတော့မဟုတ်တော့ဘူးစူစူပောင်းပောင်းနဲ့ဆင်ရက်လက်အတူပဲငါတို့တွေပြန်ပြီးတော့စူးစားကြမယ်ဆိုတဲ့ပုံစံနဲ့သွားမဲ့ပုံစံပြီးတော့မြင်နေငလင်းအတွက်ကတော့ဟိုတတိထားကြပါပေါ့နော်အဲလာလာလာဖို့အတွက်လာနိုင်ကြတော့ရှိတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ yeah So, Dilabba, thank you very much for watching and see you next time. Bye bye.